တင်တဲ့အချိန်ကိုဘယ်နည်းပချင်တည်ရမလဲဆိုတော့ကျွန်တော်တို့ဒီလိုဖြစ်နေစဉ်တွန်းမှလည်းကျွန်တော်တို့တွေအချင်းချင်းတွေ့ခွဲသွားလို့မရပါဘူး။အာမရှိရတဲ့သူရှိရသူကဖိမမယ်၊ကုညီမယ်။ဒီလိုမျိုးနဲ့ကျွန်တော်တို့တွေရှေ့ဆက်ကြရမှာဖြစ်ပါတယ်။ Hallelujah ဟုတ်ကဲ့ဗျာအားလုံးပဲမင်္ဂလာပါ MZ ဘာမီမှာပြန်လဲဂျူဆူလိုက်ပါတယ်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့တွေအားလုံးဘေးဒုက္ခတွေစိတ်ဆင်းရဲမှုတွေပြည်နေတဲ့အချိန်မှာခဏတာခဏတာပြုံးပျော်စီမယ်ရုပ်တန်လေးငရင်လုတ်တဲ့ခါကျတော့အိမ်နေပြိုတဲ့လူကပြိုမီးတွေကမလာအချက်ရပြိုရတာကအဆင်မပြေလူတွေကနည်းနည်းခက်ခဲကြတယ်ဗောတချို့လူတော်တော်များများတော့ဒီဂျုံဝေးမှလာပြီးတော့မှအိတ်ကြတယ် ဒီနားမှာနေရလာပြီးတော့အပူရှောင်ကြတယ်ဗောနောစားဖို့တောက်ဖို့ကရောင်းတဲ့လူတွေကမရှိဘယ်လိုမျိုးအကုန်လုံးကခက်ခဲနေရဗောနောရေရမလာမီးရမရှိဈေးရဆိုင်ရမခွင့်ကြအိမ်ရပြူဆိုတော့အနိဘုကဒီနေ့အဟာဌာနအနေနဲ့ဗောနောလိုအပ်တဲ့လူတွေယူရဗောစိတ်လက်ဖက်လေးအမယန်ဒီငပီချက်ရငါလေးနန်ကတ်ကျော်ရထမင်းဘူးလေးဗောနောလူအယောက်ပေါင်း900စာတော့ဝေခဲ့ပါတယ် ုလိုမျိုးတတ်နိုင်တဲ့ဘက်ကနေတတ်နိုင်တဲ့အင်အားနဲ့ကျွန်တော်ပြည်သူတွေဝိုင်းဝန်းတွန်းထုတ်လိုက်မယ်ဆိုရင်မအားလားနဲ့တကွတဘာဝဘေးတွေအားလုံးလည်းကင်းရှင်းသွားမယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ချစ်ရတဲ့ညီလေးရဲဘော်စလိုင်းပြောထားတယ်ကျွန်တော်တို့တွေအချင်းချင်းသွေးကွဲသွားလို့မရဘူးနောက်ပြီးတော့ဒီဖြစ်နေတဲ့တဘာဝဘေးနဲ့ပတ်သက်ပြီးတော့သုံးသပ်ချစ်လေးဗျအာကျွန်တော်တို့က ညာဘက်ကကြီးခြေထဲမျက်ရည်တော်မှာတုတ်လုံးမပြီးသေးခင်ဒီဘက်ကကြီးမျက်ရည်ထက်ထက်ကြရတဲ့ဆိုရဲပုံစံမျိုးဖြစ်နေရပေါ့နော်ဟုတ်တော့ညာဘက်ကခြေထဲမျက်ရည်တော်တုတ်လုံးမပြီးသေးဘူးဒီဘက်ကကြီးကျွန်တော်တို့တွေမျက်ရည်ထက်ကြရတယ်အစစ်ဘေးရေဘေးအငလျင်ဘေးဘေးမျိုးစုံနဲ့ကျွန်တော်တို့တွေကအရှင်ဆိုင်ထက်တန်းနေရတယ်ကိုတင်တဲ့အချိန်ကိုဘယ်နည်းပဲချိန်တည်ရမလဲဆိုတော့ကျွန်တော်တို့အာပြည်သူလူထုတွေ အာခံစားနေရတယ်ပေါ့နော်ကျွန်တော်မိသားစုတွေကြားမိလားအပေါ်မှာလေရင်ဝဲနေတယ်နော်ရဲဘော်စလိုင်းလို့နောက်မှာဒီလိုဖြစ်နေစဉ်တွန်းမှာလေအကျွန်တော်တို့တွေအချင်းချင်းတွေ့ကြွေးသွားလို့မရပါဘူး။အာမရှိရတဲ့သူရှိရတဲ့သူကဖိမမယ်၊ကုညီမယ်။ဒီလိုမျိုးနဲ့ကျွန်တော်တို့တွေရှေ့ဆက်ကြရမှာဖြစ်ပါတယ်။အာဘလို့ပဲပြောပြောကျွန်တော်တို့မန်းသူမန်းသားတွေကျွန်တော်တို့မန်းသူမန်းသားတွေကဘလို့ပဲဒုက္ခရောက်နေပါစေကျွန်တော်တို့အပြုံးအပြက်ပဲနဲ့ရှေ့ဆက်နေရဆိုတော့ကျွန်တော်တို့ ကျွန်တော်ယူကြည့်ပါတယ်။ဒီငလျင်ပေးကြောင့်အသက်ဝေးနေဆွဆုံးခဲ့တဲ့အတွက်ညစွာစိတ်မကောင်းဖြစ်မိပါတယ်။အခုတော့ကျွန်တော်စီမှာလည်းဒါလေရင်ဝဲနေတဲ့အတွက်ကြောင့်ဒီလောက်ပဲပြောပါအောင်မယ်။နောက်မှပဲကျွန်တော်ပြန်ပြောပါမယ်။ဒါရဲဘော်တို့ဘဝကိုလည်းပြည်သူပြည်သားတွေနဲ့တကွာအမှန်တရားချစ်တဲ့သူတွေအားလုံးစာနာပေးလို့ရတယ်။နောက်ပြီးတော့စကိုင်းမှာကျွန်တော်တို့ယူဂျီညီလေးတွေသွားကူတာနော်။ဒါတိတ်စိတ်သွားကူတာတောင်မှဖန်းစီစစ်ဆေးပြီးတော့တယောက်ဖမ်းမိသွားတယ်။ ဒီလိုအချိန်မျိုးမှာလှုပ်တင်လာစောက်ပူကျင်ဆိုးလို့အုပ်စုတီးနေုံတောင်ဒါရှောင်ဖယ်ပေးရမှာတနက်နဲ့လာမဟုတ်လက်နဲ့နဲ့လာမဟုတ်ခမားတို့တိုက်ဖို့လာတာမဟုတ်ဘူးဟုတ်ကဲ့ဗျအားလုံးပဲဂျေဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံကြမယ်ဗျ